ဆီယနာတိမ်မိုးအမှားရှိနေတဲ့ဗတ်ပေါင်းဆောင်ကလူခွင့်ရချုပ်ဖောက်မှုတွေနဲ့တော်လန်ရေးအတွင်းကဖြစ်ရက်တွေကိုတည်ရော်တဲ့ရေးသားဖွဲ့ဆိုချက်တွေနဲ့တော်လန်တန်ချက်တွေကိုဒီနေ့အတွက်စတင်ပြုလုပ်နေကြပါတယ်။ကေခိုင်သတင်းပေးပို့ထားပါတယ်ခင်ဗျာ။စကွေးကြော်ဘာလို့ရမရိုက်ဆိုင်လိုက်ကြတာ ခစ်စနစ်ကိုပုံဖော်နေတဲ့သကြံတန်ချက်တွေကိုတက်ကြွလှူရှာလှူငယ်တွေနဲ့တန်ချက်အဖွဲ့တွေကအစဉ်အမြဲပြုလုပ်နေကြဖြစ်တယ်လို့စေအာနာသိန်းကာလာမာလေတော်လရေးတန်ချက်တွေကိုနစ်စိန်လိုလိုပြုလုပ်လေရှိကြပါတယ်အခုမြန်မာတက်ကရေ1386ခုနှစ်အတွက်လေတော်လရေးအင်အားစုတွေကတော်လရေးတန်ချက်ကိုစတင်ပြုလုပ်နေကြပါပြီ ဧပြီလ၁၂ရက်နေ့ကတက္ကသိုလ်ဆင်းခုကတမကကျောင်းသားကျောင်းသူတွေစုပေါင်းပြီးတော့သုံးချိန်မြောက်အတာဆိုးမဲ့တမမိုးတန်ကျက်ဆိုတဲ့တော်လဲတန်ကျက်ကိုပြုလုပ်ခဲ့ကြပါတယ်။အတိတ်နဲ့အလက်ရှိမှာကြုံတွေ့နေရတဲ့ဖိနှဲ့မှုတွေနဲ့တိတ်ဆိတ်မှုတွေအောက်ကမျောလင်းချက်တွေကိုဒီတန်ကျက်ကနေတဆင့်သတင်းစကားပါချင်တဲ့အတွက်အခုလိုပြုလုပ်ရတာပါလို့တမမိုးကတာဝန်ရှိသူတယောက်ကပြောပါတယ်။ တော်လှန်ရေးကာလအတွင်းမှာဒီအကြမ်းဖက်စစ်တပ်ရဲ့ရက်စက်မှုတွေဖိနှိပ်မှုတွေအပြင်ဒီတဘာဝဘေးကြောင့်ပါဗောနော်တီတူတွေအားလုံးထိခိုက်ပျက်စီးမှုတွေအသက်အိုးအိမ်စီးစိမ်တွေတော်တော်လေးကိုအထိခိုက်များတဲ့နှစ်သစ်ဖြစ်ပါတယ် အဲ့တဖက်မှာကြည့်မယ်ဆိုရင်လေဒီအကြမ်းဖက်စစ်တပ်ကဒါကိုအခွင့်ကောင်းယူပြီးတော့အရက်သားတွေပေါ်မှာပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေသူတို့ဒီတရားဝင်မှုကိုတိဆောက်ခြင်းနဲ့ရွေးကောက်ပွဲအတူတွေဒါတွေကိုအတင်းလောက်ဆောင်နေရတာရှိတယ်။ဒါတွေကိုတစုတစီတဲ့ဖော်ပြရင်းနဲ့ဒီဘတ်ပေါင်းစုံကဖိနှိပ်မှုတွေကြားမှာ ဘသူတွေကတော့ကျွန်တော်နဲ့အတူတူကြန့်ခံနေတယ်ဒီခရီးမှာဘသူတွေကတော့အထူးတလဲခုံပြုတ်ထိုက်သူတွေလဲဆိုတာကိုကထည့်သွင်းရေးသားထားပါတယ်တန်ချက်မှာပါဝင်တဲ့သူတွေအများစုကចောင်းသားတွေဆိုတော့ចောင်းသားလူငယ်တွေကခိစနစ်အကြောင်းကိုဗာပြောချင်နေကြလဲဆိုတာကိုကွက်ကွက်ကွင်ကွင်မြင်ရစီမှာပါအပိလာစစ်တုံးရနေကလေးစကိုင်းတိုင်းအတွင်ကစစ်ရှောက်ကူညီရဲ့အဖွဲ့တစ်ခုဖြစ်တဲ့အညာပြစ်တိုင်းထောက်လင်းမြအဖွဲ့ကလည်းတော်လန်တကြံအညာပြစ်တိုင်းထောက်အတန်တန်ချက်ကိုပြုလုပ်ခဲ့ကြပါသည် အလားတူပဲဧပြီလ12ရက်နေ့မှာကချင်ပြည်နယ်ဖားကတ်မြို့မှာဖားကတ်ပြည်သူတွေကစစ်အာဏာရှင်ဆန့်ကျင်ရေးလူထုတပိတ်နဲ့တွန်းလဲတဲ့ကြံတက်ချက်ထူတာကိုပြုလုပ်ခဲ့ကြပါတယ်။စစ်ကောင်စာအပအဝင် အကြမ်းဖက်စစ်တပ်ကိုအမြင့်ပြတ်ချေမှုန်းကြဖို့စစ်ကောင်စီကျင်းပတဲ့တဲ့ကြံမှာမပါဝင်ကြဖို့ပြည်သူတွေအားလုံးတွန်းလဲတဲ့ကြံဆင်နွှဲကြဖို့နဲ့နှွေဦးတွန်းလဲရေးပြီးတဲ့အထိစစ်စည်းလုံးလုံးပူပေါင်းပါဝင်ကြဖို့တိုက်တွန်းနှိုးဆော်ပြီးတော့တွန်းလဲတဲ့ကြံတက်ချက်တွေနဲ့ဖျော်ဖြေခဲ့ကြတာလည်းဖြစ်ပါတယ်။ တနိုင်ငံလုံးအဲဒီငလင်ဘေးကြောင့်အားလုံးဒုက္ခရောက်နေတဲ့အချိန်ဒီစစ်ကောင်စီကတနိုင်ငံလုံးကိုဘုံကျဲတပ်ဖြတ်နေနေမိရှုမတိန်ချင်းလူငယ်လူအထက်အထက်မှ အဲဆုံးထားပြီးတော့ရှေ့တန်းပို့ပြီးတော့အသေးခံခိုင်းနေတဲ့အချိန်မှာအဲကျွန်တော်တို့ဒီစစ်ကောင်စီကျင်းပပြီးတော့တကြမှာပြည်သူတွေအဲပူပေါင်းပုံချင်းပြုလုပ်ကြဖို့အဲပြောဝဲရှင်ပွဲတွေကျင်းပချင်းမပြုလုပ်ပင်တော်လန်တကြမှာအားလုံးပူပေါင်းပုံပြုကြဖို့အဲကျွန်တော်တို့မေတ္တာရခံပါတယ်ဒါအပြင်မက်စလာ28ရက်နေ့ငလျင်ဘေးတစ်ပြည်သူတွေနဲ့ထပ်တူဝန်းနေပြီးတော့တနိုင်ငယ်လုံးဝိုင်ဝန်းကူညီပေးကြဖို့တိုက်တွန်းပြောဆိုခဲ့ပါတယ် အလားတူပဲဧပြီလ17ရက်နေ့ကလည်းနင်းကျက် Black Tie က MPD အဖွဲ့ကတော်လေရဲသမားတို့ရဲ့ရင်တွင်ခံစားချက်နဲ့ဖန်တီးထားတဲ့ဘရုတ်ဒုက္ခတကြံတဲ့ချက်ကို ပြုလုပ်ခဲ့ကြပါတယ်။မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရဲ့အကျဉ်းသားများကိုရန် PPNM ကလည်းဧပြီလ16ရက်နေ့မှာနရိန်တန်အတန်တော်လန်တဲ့ချက်ကိုပြုလုပ်တော့ဖို့ရှိနေပါတယ်။အကျဉ်းထောင်အတွင်းကခက်ခဲစွာနဲ့ပေးပို့ခဲ့တဲ့အတန်တွေကိုပစ်တင်ထက်ဖို့အတွက်ဒုတိယအကျဉ်းမြောက်ရိုးရမပြတ်တဲ့နရိန်တန်အတန်တော်လန်တဲ့ချက်ကိုပြုလုပ်နိုင်ဖို့စူးစမ်းဆောင်ရွက်ခဲ့ကြတာဖြစ် တယ်လို့နိုင်ငံရဲ့အကြေအသားများကွန်ရက်ရဲ့ဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းဦးကပြောပါရယ်ကျင်းထောင်တွင်းကယိုရင်းပြက်စီးနေတဲ့အုတ်ချုပ်ရည်ရန်တရားတွေနိုင်ငံရေးကျင်းသားချင်းလူတွေပါဝင်ကျင်းသားချင်းလူတွေရဲ့ဆိုးရွားလွန်းလာတဲ့လူခွင့်ချိုးပေါက်ခံရမှုအခြေအနေတွေကိုလည်းရေးသားထားတာကိုတွေ့ရပါတယ်ဒါအပြင်ကျွန်တော်တို့စစ်ကောင်စီရဲ့လုပ်ရက်အမားတွေငလင်ကိစ္စမှာ လုတ်ခဲ့တဲ့ဒါလုတ်ရက်အမားတွေလိုအပ်ချက်တွေဒါအပြင်ကျွန်တော်တို့အယူကြီးဆိုးရွားရဲ့ပြုပြင်ပြောင်းလဲဖို့လိုအပ်နေတဲ့အခြေအနေတွေကိုလည်း ဂျင်းဟောင်းတွေကခန်းစားချက်တွေနဲ့ပြင်ပမှာရှိတဲ့နိုင်ဂျင်းဟောင်းတွေရဲ့ခန်းစားချက်တွေကိုပက်တင်ထပ်ဖို့နဲ့ပြုပြင်ပြောင်းလဲဖို့အတွက်ကျွန်တော်တို့ရေးသားချက်တွေပါတယ်လိုအပ်ချက်တွေကိုတယောတဲ့ရေးသားချက်တွေလည်းရေးသားဖွဲ့ဆိုထားပါတယ်ခင်ဗျာပြီးခဲ့တဲ့နှစ်ကလည်းအကျဉ်းထောက်အတွင်းလူအခွင့်ရေးချိုးဖောက်ခံနေရမှုတွေထောင်အာဏာပိုင်တို့ရဲ့လက်ဆောင်မှုတွေနဲ့ထောင်တွင်းစေဝါမလုံလောက်တာကိုထင်ဟဲစင်မင်မော်စကိုပြန်တန်ချက်ကိုပြုလုပ်ခဲ့ကြပါတယ်ကျွန်မကေခိုင်ပါ